ထိုင်းနိုင်ငံချမ်ဘိုရီခရိုင်မှာမြန်မာစေဦးနဲ့တရုတ်ငါးဦးကို လိုင်စင်မဲ့ခင်းရဲတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းသတင်းဌာနတစ်ခုကသတင်းဖော်ပြခဲ့ပါတယ်။ထိုင်းနိုင်ငံလူကုန်ကူးမှုတားဆီးနေနေရင်ဌာနကရဲတပ်ဖွဲ့ဝင်တွေနဲ့အလုတ်ကိုင်ဦးစီးဌာနကတောင်းရင်ရှိသူတွေပို့ပေါင်းပြီးမြန်မာနိုင်ငံသားစေဦးနဲ့တရုတ်နိုင်ငံသားငါးဦးတို့ကိုလိုင်စင်မဲ့ခင်းရဲတွေလက်ဝဲထားရှိမှုဆွဲချက်နဲ့ဇွန်28ရက်နေ့စနေနေ့ကဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ချမ်ဘိုရီခရိုင်အတွင်းမှာရှိတဲ့စစ်ရုံတွေမှာဖမ်းဆီးခံရတာဖြစ်ပြီး point 22 G 9တောင်း plastic ပုံအတွင်းကနေ G 26တောင်း0.40 G 21တောင်း6 mm G 21တောင်း0.45 G 18တောင်း135 G 135တောက်စတာတွေကိုထိုင်းအန်ဒါဝိုင်းတွေကသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။ဖန်ဆီးရမိသူတချို့မှာတရားဝင်တပ်တွေကဆောင်ရွက်ဆောင်ရွက်နေမရှိကြောင်း ဖမ်းမိသူတွေဟာထွက်ပြေးဖို့ကြိုးစားခဲ့ပြီး၎င်းတို့ကိုချွန်ပရီခရိုင်ဖမ်းပေါင်ရဲစခန်းကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ဖမ်းဆီးရမိမှုမှာအတမလောအပေးခိုင်းစေမှုနဲ့လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက်အန္တရာယ်မြင်မာတဲ့အဆောက်အုံတွေကိုစစ်ဆေးဖို့အစီအစဉ်မှာဖမ်းဆီးရမိတာဖြစ်ပြီးပြစ်မှတ်ထားရှောက်ဖွေတဲ့နေရာတွေဟာအတမလောအပေးခိုင်းစေတာနဲ့အလုံသမားကုန်ကူးတာတွေရှိနေတယ်လို့ယူဆရတဲ့နေရာတွေဖြစ်နေတယ်လို့သတင်းမှာဖော်ပြထားပါတယ်။